ားလုံးပဲမင်္ဂလာပါဒီနေ့တကယ်တင်မဲ့သင်ခန်းစာကတော့အခန်းနေ၄ကျင်ငယ်နှစ်တမနှစ်ကနံပါတ်၁ကနေ9ခုနှစ်ထိပဲဖြစ်ပါတယ်ဒီခန်းမှာဆိုရင်ကျတို့ဗာလိနေတင်ကြောင်းသင်ရမယ်ဆိုရင်တုတ်လကင်းကြောင်းနေသင်ရမယ်နော်စာဝဲကင်းကြောင်းနေသင်ရမယ်နော်အခုအားဒီကျတို့တုတ်လကင်းပေါ့နော်တုတ်လကင်းဆိုတာကဆမားတို့ကတည့်ရဲ့နော်တုတ်လကင်းဆိုတာကနော်တင့်နဲ့ထိုကင်းတာထိုကင်းနဲ့တာစားလို့ဖြစ်တယ်နော်အဲ့ဒီကင်းကဘူးဘူဂျင်တဲ့ကင်းနဲ့တင့်နဲ့ အဲ့ဒါနဲ့ဒါစားလို့ပြတဲ့ဂိမ်းကိုကျွန်တော်တို့တုတ်တာဂိမ်းလို့ခေါ်တယ်အမှားဒီမှာတုတ်တာဂိမ်းပါဆိုရင်စုံမင်းလုံးရှိရဲအဲ့ဒါနှစ်ပါနော်လုံးနဲ့တော့စုံမင်းရနှစ်ပါအဲ့ဒီနံပါတ်1ပါဆိုရင်90မှ80အတွင်းရှိတုတ်တာဂိမ်းများကိုရေးပါတဲ့ဒါဆိုကျွန်တော်က90ကနေ80အတွင်းမှာရှိတဲ့တုတ်တာဂိမ်းများပါနှစ်နဲ့ဆိုရင်53နော်53ရှိမယ်59 53နဲ့ကျွန်တော်တို့ကပြင်53လိပဲရမယ်တနက်ကိန်းနဲ့ခေါ်လို့မရဘူး59ကလည်းပြင်59လိပဲရတယ်တနက်ကိန်းနဲ့ခေါ်လို့မရဘူး 61ကလည်း1 61နဲ့ပဲခွဲလို့ရတယ်ကျန်တာခွဲလို့မရဘူး60ကလည်း1နဲ့60ကိုပဲခွဲလို့ရတယ်ကျန်တာခွဲလို့မရဘူးနော်81လည်းအတိုင်းပဲ1နဲ့81လေး1 81လေး81ပဲရတယ်ကျန်တဲ့ကိန်းတွေ1နဲ့3နဲ့လည်းခွဲလို့မရဘူး83ကလည်းအတိုင်းပဲနော်အဲ1တေ1နဲ့ပဲခွဲလို့ရမှာ1 83လေး83 1 96 96လီ96ဒါပဲရမယ်နော်။ကျန်တဲ့1တွေ3နေနဲ့ခွဲလို့မရဘူး။အဲ့သုဒ္ဓဂိမ်းနေရတာကျတော့အများကြီးရှိပါရဲ့။ဒါပေမဲ့ तू က90ရာနဲ့80ရာတွင်းလို့ပြောရတဲ့ဒီသုဒ္ဓဂိမ်းနေတယ်နော်။ 50ကနေ80အတွင်းကြီးသွားတာလေးမြေက53 59 60ဒီ60ကို58 93 99ကိုလို့ဖြစ်ပါတယ်တဲ့နောက်တစ်ခုကကြဆိုတော့တရားနဲ့130အချားမှရှိတဲ့သုဒ္ဓကိန်းမျိုးရှာပါတဲ့တရားနဲ့130အချားမှရှိတဲ့သုဒ္ဓကိန်းဆိုတော့တရားတရားနဲ့130အချားမှရှိတဲ့ကိန်းတွေကတရား1တရား2တရား3တရား4တရား5တရား6တရား9တရား10တရား9တရား10ပေါ့နော်အဲ့ဒီထဲမှာမှဆိုတော့သုဒ္ဓကိန်းတွေကဘာဖြစ်မလဲဆိုရင်ဥပမာဆိုရင်တရား1ပေါ့နော်တရား1ဆိုလဲ1တရား1တရား1ပဲရမယ်နော်ဒီနေ့ကိန်းတွေနဲ့ခေါ်လို့မရဘူး တရား3လက်အတိုင်းပဲတတရား3တရား3တရား9လက်အတိုင်းပဲတတရား9လွယ်ရရတရား9လက်တတရား9လွယ်ရကျန်တဲ့ကိန်းနေဒီမှာစုံကိန်းနေမှာပဲနေတခုမှခွဲလို့မရဘူးနှစ်တရား3နေလည်းနောက်ခွဲလို့မရဘူးနော်အဲ့ဒါဆိုတော့တုတ်တာကိန်းလို့ခေါ်တာလေအားကြောင့်မို့တရားနဲ့တရား30ချောင်းမှာရှိတယ်တုတ်တာကိန်းညာပါလဲဆိုရင်တရားတရတရား3တရား9နဲ့တရား9လို့ဖြစ်ပါတယ်တဲ့အဲ့တော့ခုနတရားပြောသလိုပဲနော်နမ3အကြတော့တုဒ္ဒကိန်းဖြစ်ပြီးစုံကိန်းကိုပြပါရတယ်တုဒ္ဒကိန်းညာအကုန်လုံးမာကိန်းနေတယ်ဒါပေမဲ့အဲ့ဒီညာမှာစုံကိန်းကတစ်လုံးပဲပါတယ် ိုက်စုံရင်းလုံးရပါတယ်ဆိုရင်နှစ်ပါဒါကြောင့်မို့သုဒ္ဓဂိန်းဖြစ်တဲ့အစုံရင်းရာနှစ်ဖြစ်ပါပြီလို့ယူဆရပါပြီအဲ့တော့နံပါတ်၄ကအဘွားတို့အနေနဲ့သုဒ္ဓဂိန်းများကိုရွေးချယ်ပါအဲဒီကြောင့်သုဒ္ဓဂိန်းဖြစ်ကြောင်းကိုရှင်းပြပါတဲ့ဒါဆိုရှင်ဒီမှာသူပြရတဲ့ကဏ္ဍကြီးကမှာသုဒ္ဓဂိန်းလို့ရှာမယ်တုံညာနဲ့တင်းတဲ့ကသုဒ္ဓဂိန်းမဟုတ်ဘူးနှစ်ကတော့သုဒ္ဓဂိန်းပါပါဆိုတော့တူတဲ့သောအစုံရင်းသုဒ္ဓဂိန်းအဲသုဒ္ဓသုဒ္ဓဂိမ်းပေါ့။နောက်ပြီးတော့၃ရက်သုဒ္ဓဂိမ်း၊နောက်က၄ရက်သုဒ္ဓဂိမ်းမို့၄ရက်တည်း၁၄၄နှစ်နဲ့၄ဆိုပြီးရရတယ်။ဒါကြောင့်မို့ တုတ်တာကိမဟုတ်ငားကကြတင်ငားလီငားပါနော်ဒါဆိုငားကလည်းတုတ်တာကိ၆ကကြတော့တုတ်တာကိမဟုတ်ဘူးသူကကြနှစ်နဲ့စားလို့လည်းဖြစ်တယ်သုံးနဲ့စားလို့လည်းဖြစ်တယ်ခုနှစ်ကကြတော့ဆိုမတော့တုတ်တာကိ9လီခုနှစ်ပဲရတယ်10တို့9ကကြတော့ဆိုမတော့အ1လီနဲ့လည်းစားလို့ဖြစ်တယ်နောက်က2လီ3လီနဲ့လည်းစားလို့ဖြစ်တယ်ဒါကြောင့်မတုတ်တာကိမဟုတ်ဘူးနော်တစ်ဆယ်ကလည်းတုတ်တာကိမဟုတ်ပါဘူး7ကတော့တုတ်တာကိ7တလီ7ပဲရတယ်စနစ်ကတော့တုတ်တာကိမရဘူးစနစ်တလီစနစ်နောက်ကြလို့ချင်းစားကိန်းလေးနဲ့လည်းခွဲလို့ရတယ်နော်နှစ်တင်လည်းခွဲလို့ရတယ်သုံးတယ်လည်းခွဲလို့ရတယ်၄တင်လည်းခွဲလို့ရတယ် ဒါကြောင့်သုဒ္ဓဂိမ်းမဟုတ်ဘူး73ကလည်းသုဒ္ဓဂိမ်းမဟုတ်ဘူးသုဒ္ဓဂိမ်းပါ73ကသုဒ္ဓဂိမ်း74ကသုဒ္ဓဂိမ်းမဟုတ်ဘူး75ကလည်းသုဒ္ဓဂိမ်းမဟုတ်ဘူး76ကလည်းသုဒ္ဓဂိမ်းမဟုတ်ဘူး79ကသုဒ္ဓဂိမ်း79ကသုဒ္ဓဂိမ်းဒါလို့ရှိရင်ကျမတို့ကသုဒ္ဓဂိမ်းညပါတယ်ဆိုရင်2ရ3ရ5 7 73 79တရားသုဒ္ဓဂိမ်းနေဖြစ်ပါတယ်သူတို့ဘာကြောင့်သုဒ္ဓဂိမ်းလို့ခေါ်တာလဲဆိုတော့နော်ဂိမ်းသီးသီးမှာအဲစာသွေးနှစ်ခုပဲရှိတယ်ဥပမာဆိုရင်2ဆိုလို့ရှိရင်1နဲ့2နှစ်ခုပေါ့ဒါစာသွေးနှစ်ခုပဲရှိတယ် စာကောင်းရတစ်ခုကတော့တစ်ပဲเนาะတစ်နဲ့နောက်တစ်ခုကတော့အဲ့ဒီဂိမ်းကိုတိုင်းနှစ်ဆိုလို့ရှိရင်မှာတစ်နဲ့လေးနှစ်တစ်ခုကတစ်နောက်တစ်ခုကတော့ဗာသူကိုတိုင်းဖြစ်တယ်ပေါ့เนาะအဲ့ဒါကြောင့်အဲ့ဒီဂိမ်းမျိုးကိုသုဒ္ဓဂိမ်းလို့ခေါ်ရဲလို့အကကနေရေးပေးတိုင်းရပါပြီနောက်တစ်ခုကနံပါတ်5အောက်ပါတော့နဲ့စာကောင်းဝင်ဂိမ်းများကိုရေးချေပါဘာကြောင့်စာကောင်းစာကောင်းဝင်ဂိမ်းများဖြစ်ကြောင်းရှင်းပြပါတယ်စာကောင်းဝင်ဂိမ်းဆိုတာကသုဒ္ဓဂိမ်းမဟုတ်တဲ့ဂိမ်းတွေအကုန်လုံးစာကောင်းဝင်ဂိမ်းတွေဥပမာ15ဆိုလို့ရှိရင်15 25 35 35အဲ့လိုမျိုးအများကြီးခွဲလို့ရရပါတော့ ဲ့လိုအကနန်းနှလုံးနဲ့စာဝေးနှစ်ခုလည်းမဟုတ်ပါနဲ့စာဝေး၃ခု၄ခုအဲ၄ခုပေါ့အနည်းဆုံး၄ခုပေါ့၃ခု၄ခု၅ခုအဲ့လိုမခွဲလို့ရတဲ့ဂိမ်းမျိုးကြတာစာပွဲဝင်ခင်းလို့ခေါ်တယ်။51ခုကြော်ရဲဆမတော့၃နဲ့ခွဲလို့ရှိရင်၃နဲ့ဆက်နော်ခုနလေးအဲ51ဖြစ်တယ်ပဲဆမတော့ဒါလည်းစာပွဲဝင်ပြီ။23ကကြော်ဆမတော့23တက်လီ23ဖြစ်တဲ့တည်းနဲ့ပဲဟိုနော်ဒီ23ညီပဲရတာဖြစ်တယ်ဆိုတော့အစာဝဲကြီးတုတ်လာကြီးပေါ့နော်။၃၀နှစ်ကစာဝဲဝင်ကြီး၄၀ခွန်အားကြတော့လဲစာဝဲဝင်အဲ၄၀ခွန်အားကြတော့ဆိုတော့ အဲတုတ်လာဂိမ်းပေါ့နော်84လေးတို့84ကနော်စာသွဲဝင်ဂိမ်းဖြစ်ပြီးတော့59ကနော်တုတ်လာဂိမ်းဖြစ်ပါတယ်95ကကျတော့စာသွဲဝင်ဂိမ်း101ကတုတ်လာဂိမ်းဒါဆိုရင်ဒီမှာစာသွဲဝင်ဂိမ်းကိုပြန်ချမယ်စာသွဲဝင်ဂိမ်းက15ရဲ့51ရဲ့32ရဲ့နောက်က84ပဲနော်84ရဲ့95ရဲ့အဲ့ဒါတွေကစာသွဲဝင်ဂိမ်းကြီးစတဲ့ဂိမ်းတွေကကျတော့ဒီမှာတုတ်လာဂိမ်းဖြစ်ပါတယ်အဲ့ကွာနံပါတ်6အောက်ပါတို့အနက်စာပွဲဝင်ငင်းများကိုနော် ရွေးချယ်ပါအဘဲတာစာဝဲဝင်ကိန်းများဖြစ်ကြောင်းရှင်းပြပါတယ်စာဝဲဝင်ကိန်းဟောနော်နံပါတ်5ပဲပေါ့နော်အဲ့ဒါဘာကြောင့်စာဝဲဝင်ကိန်းများဖြစ်တယ်ကိုရှင်းပြခိုင်းတဲ့ခါမှာအဘဲကြောင့်ဆိုတော့စာခွဲကိန်းကနှလုံးထက်ပိုရေးရှိတဲ့ကိန်းမျိုးဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဒါကိုအဲ့ဒီကိန်းမျိုးစာဝဲဝင်ကိန်းလို့ခေါ်ပါတယ်တဲ့နောက်ကနံပါတ်6အပ္ပါတို့ကိုတုတ်တာရင်းသုံးဖို့စာဝဲဝင်ကိန်းကြီးခေါ်ကြပြန်နော်ဒီမှာပြထားတယ်အရင်တစ်တစ်နှစ်ကစာဝဲဝင်ကိန်းတစ်တစ်ခွာတုတ်တာကိန်းတစ်နှစ်ခွာတဲ့တုတ်တာကိန်း တိလင်းကဆာဝေဝေတိလေးကလည်းသုဒ္ဓဝေတိငါတိကကြတော့လေနော်သုဒ္ဓဝေနော်ဟောတိလေးခွန်ကကြတော့ဟုတ်လားအပြင်ကျွန်တော်ကသုဒ္ဓဂိဖွဲ့လိုက်မယ်သုဒ္ဓဂိနေရာကျကျွန်တော်တိနစ်ခွန်ရဲ့တိလေးကိုရဲ့တိငါတိအဲ့ဒီမှာတိတိနစ်ပါပြီနော်တိတိနစ်ကလည်းကျွန်တော်ကဒီသုဒ္ဓဂိကကျတော့ကျွန်တော်တိနစ်ခွန်ရဲ့ ဒီနေ့ခွန်ရဲ့149ရဲ့153ရဲ့ကသုဒ္ဓကိနော်စာခွဲဝင်ခင်းရကြတော့ကျွန်တော်တို့က112ရဲ့119ခွန်ရဲ့နော်နောက်က145ရဲ့အဲ့ဒါပဲနော်14ခွန်မပါဘူး14ခွန်ကဒီထဲမှာမပါတဲ့အတွက်ကျွန်တော်တို့က112ရဲ့119ခွန်ရဲ့145ရဲ့ကစာခွဲဝင်ခင်းနေဖြစ်ပါတယ်ဒီ14ခွန်ကိုဖြတ်လိုက်ကြဖြတ်လိုက်ရအောင်နော်နောက်တစ်ခုကကြတော့ကျွန်တော်နံပါတ်ခွန်ပြပါအောက်ပါတို့ဒီသုဒ္ဓကိသုံးမဟုတ်စာခွဲဝင်ခင်းဖြစ်ပါသလားအဲဘဲကြသုဒ္ဓကိသုံးမဟုတ်စာခွဲဝင်ခင်းဖြစ်ပြီကိုရှင်းပြပါ150တိပြဆံမတော့ပါတော့ နော်150တိကကျတော့ဆိုတော့150တိလေးရတယ်။ဟိုက39 23တခြားနိုင်ငံခွဲလို့ရ39 23ခုလည်းခွဲလို့ရတယ်။နော်အဲဒါဆိုရင်150တိကို150တိလေးရမယ်။နောက်ပြောရရှင်အဲ39 23ခုလေးရမယ်150တိကိုစာခွဲနှစ်ခုတည်းပို့ပြီးခွဲနိုင်တယ်ဒါကြောင့်မလို့ဒီွားကြတာဘာတော့စာခွဲဝင်တယ်150တိစာခွဲသိမ့်နေရ1ရ23 39 150တိလို့ဖြစ်ပါတယ်အစာခွဲနှလုံးထက်ပို့ရေးရှိတဲ့ကြောင့် ိုးရေးရှိတဲ့အတွက်153ကစာခွဲဝင်ခင်းဖြစ်တယ်နော်။ဟုတ်ပါ113 113ကတော့113မီပဲရတယ်။ကျန်တဲ့ကိန်းကြီးနဲ့လုံးဝခွဲလို့မရဘူး။နော်113ကစာခွဲကိန်းမှာ1နဲ့113တာရှိရတဲ့အတွက်113ကတော့တုတ်တာကိန်းဖြစ်ပါတယ်တဲ့။ဟုတ်ပြီနော်။ဒါဆိုရင်၄ချိန်ခန်းပြည့်တော်မှမြစ်ကနံပါတ်1ကနေ9ထိကပြီးသွားပါပြီ။အဆုံးထိရှိသေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။